မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျဆရာကတော့ပုံနာတော်နက်ခတ်ပေးခြင်းဆရာပြမနာသိတိဖြစ်ပါတယ်အခုဗီဒီယိုလေးကတော့ဗုဒ္ဓဟူးနေနံဘွားယာဟုအချိန်မွေးဖွားသူများအတွက်2025ခု6လပိုင်းအတွက်ပုံနာတော်နက်ခတ်ပေးခြင်းတလားစာဟောစရံလေးပဲဖြစ်ပါတယ်2025ခုဂျွန်လ6လပိုင်းအတွက်ကောစာနက်ခတ်ကြိုရာဒီဝင်ရအခု6လပိုင်းအတွက်စီဝါကန်စတာမှာဆိုလို့ရှိရင်မူလလုပ်ငန်းမူလအခြေအနေ ်မူလလုပ်ငန်းမှာပဲတလားလုံးကန်စာတာအကောင်းနေမှာဖြစ်ပါတယ်လုပ်ငန်းအသစ်ချဲ့တွင်ခြင်းကုန်ပစ္စည်းအသစ်တိုးလောင်ခြင်းတွေမှာလုံးဝကန်စာတာအပိတ်မှုညံ့နေတဲ့အတွက်အပြည့်အစည်းများတတ်တဲ့သဘောတရားရှိတာမို့လို့မူလလုပ်ငန်းမှာပဲမှီးပြီးတော့လုပ်ကင်ဖို့ဆရာကြံပေးပါရစေငွေကြေးကံမှာလဲဆုံးရှုံးတက်ရပါတယ်ချိန်ငါခြင်းကြိုတင်ပေးငွေများကိစ္စများကြိုတင်ပေးငွေကိစ္စများအထူးတတိပြုဖို့ဆရာကြံပေးလိုပါတယ် လူမှုရေးရာကန်စတာမှာဆိုလို့ရှိရင်ဗုဒ္ဓဟူးနေ့နဲ့အချင်းချင်းဒါမှမဟုတ်လို့ရှိရင်စနေနေ့နဲ့တွေနဲ့အလန်းသင့်နဲ့အဆင်ပြေမယ်ဒီကာလာအတွင်းမှာအများပိုင်ငွေကြေးမကင်ဖို့ဆရာအကြံပေးလိုပါတယ်တသက်ကလက်မှတ်ထိုးတာငွေကြေးအာမခံတာလူမှုရေးအရာအကူအညီပေးတာမျိုးတွေကိုတရက်နေ့ကနေ14ရက်နေ့အထိလုံးဝရှောင်ရှားသင့်ပါတယ်ကိုယ်စေနာကနေပဲကိုယ်ဝေဒနာပြန်ဖြစ်တဲ့ဖြစ်ရတဲ့အခါကာလဖြစ်ပါတယ်အခြေရေးကန်စားတာအိမ်ထောင်ရေးကန်စားတာမှာဆိုလို့ရှိရင် စမ်းတက်ရတက်တဲ့အခါကာလဖြစ်ပါတယ်ဗုဒ္ဓဦးနေနံသာသမီအချင်းချင်းကြာသပတေးသာသမီတောက်ကြနေနံသာသမီတွေနဲ့ပို့ပြီးတော့မှအိမ်ထောင်ရေးကံကောင်းမယ်အဆင်ပြေကြမယ်ပြိုရွယ်သူများအခြေရေးဆိုရာမှာအဆင်ပြေမယ်အောင်မြင်ရတဲ့ကံစမ်းအထောက်ပံ့တွေရရှိရတဲ့အခါကာလဖြစ်ပါတယ် ပညာရေးကန်စားတာအနေနဲ့တလာလုံးအကောင်းဘက်ကိုဥတည်နေပါတယ်ပညာဉာဏ်ကိုမိပြီးတော့လောက်ကင်သူများယာထုဌာနန္တရကိစ္စအတွက်စံမိုးရဲ့ဖြစ်ဆိုမဲ့သူများယာထုတိုးတဲ့လူများဒီလရဲ့ကန်စားတာအားကောင်းနေမှုရှိပါတယ်အားကောင်းနေပါတယ်အောင်မြင်ရခြင်းရှိပါတယ်ပညာရေးကန်စားတာမှာတတိပြုရမှာလေးတစ်ခုပါပေါ့နော်ဒီအနီရောင်အနက်ရောင်အဝတ်အစားမျိုးတွေကိုရှောင်သင့်ပါတယ်အဝါရောင်အကျိုးပေးပါတယ်ကျမ်းမာရေးကန်စားတာမှာရုတ်တရက်လေထိုးလေအောင်တာ နော်လေယောဂအစာမကြေဝမ်းပိုက်ပြဿနာမျိုးတွေကြုံရတတ်ပါတယ်မကြခဏဖြစ်ရတတ်ပါတယ်ဆန်ငန်းရက်ကနေလကုံအတွင်းမှာအထူးသတိပြုရဖို့ရှိပါတယ်6လပိုင်းအတွက်ကံအကျိုးပေးအကောင်းနဲ့ကနန်းတင်ချာအနေနဲ့4 5 6ကနန်းတွေဖြစ်ပါတယ်နော်အဲ့ဒီကနန်းတွေကိုစာရွက်ဖြူတွေရဲ့ပုံမှာဆော့ပိနေနဲ့ရေးပြီးတော့ကိုယ့်ရဲ့ငွေဝင်အိတ်ကိုယ့်ရဲ့ပတ်စံအိတ်စသဖြင့်ကိုပိုင်ငွေကြေးထားရနေရမှာငွေတွေနဲ့တူအဆောင်ရတရာအဖြစ်ထားကြည့်ဖို့ဆရာအကြံပေးလို့ပါတယ် ထုံငွေများမြဲခြင်းအကျိုးတစုံတရာမရှိဘဲကုန်ခန်းခြင်းတွေကနေကာကွယ်နိုင်ပါလိမ့်မယ်လက်လာပကံပွင့်တာတွေလည်းကြုံရပါလိမ့်မယ်ပြီးတော့ဒီကဏ္ဍတွေကိုငွေကြေးကိစ္စစာယုစာတန်းကိစ္စအယောင်းဝယ်အမြန်ဆုံးများလို့တဲ့ကိစ္စတွေမှာအချိန်ခါကာလအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်းတိုက်ဆိုင်ပြီးတော့တေးအခြေချအသုံးချကြည့်ဖို့ဆရာအကြံပေးလို့ပါတယ်မိမိကုသိုလ်အကံပေါ်မူတည်ပြီးတော့မှဒီအကျိုးစီးပွားတွေကံအကျိုးပေးအကောင်းတာတွေကိုတိုင်ကြုံရပါလိမ့်မယ်ထို့ဆောင်ရ အစာလေးတွေကိုထိုစာရွက်ရတရားအဆောင်လေးတွေကိုလ6လပိုင်းလကုန်တဲ့အခါမှာအဆောင်ရတရားပစ္စည်းဖြစ်တဲ့အတွက်တန်ရှင်းတဲ့မြေချောင်းနေရာမှာရေရှင်မှာစွန့်ရမှာဖြစ်ပါတယ်ဗုဒ္ဓဟူယာဟူးနိနံသာသမီများအတွက်6လပိုင်းအထူးရတရားအနေနဲ့မိမိရဲ့ဗုဒ္ဓဟူးနိနံဖះမှာဆိုလို့ရှိရင်တောင်ရဲ့ဖះယာဟူးနံဖះမှာဆိုလို့ရှိရင်အနောင်မြောက်တောင်ဖះဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်ဖះမှာနှင်းစီပန်းအနီး၃ပွင့် ြီးလို့ရှိရင်အချူရောင်ပန်း21ပွင့်ကတ်လူပူဇော်ပေးပါကိုအစင်ပြေရဆွန်းကတ်လူပူဇော်နိုင်ပါတယ်အချိန်အနေနဲ့မနက်9နာရီနဲ့မနက်7နာရီအတွင်းလူရန်ပူဇော်ပေးရမှာဖြစ်ပါတယ်ရာဟုနံဖွားများတဲ့နေခင်း3နာရီနဲ့4နာရီခွဲအတွင်းလူရန်ပူဇော်ပေးလို့ရပါတယ်ရာဟုနံဖွားများအတွက်ဆရာတို့နေခင်း3နာရီနဲ့ဒီ၄ခွဲအတွင်းမှာဆွန်းကတ်လူပူဇော်ပေးလို့မရပါဘူးเนาะအဲ့ဒါလေးတစ်ချက်သတိချက်စေချင်ပါတယ် အထူးသဖြင့်ဆရာတို့ဒီ၄ရက်နှစ်၁၇ရက်နှစ်၁၈ရက်နှစ်နဲ့၂၅ရက်နှစ်ဘုဒ္ဓဟူးနေ့တွေမှာအထူးကတ်လူပူဇော်ပေးရမယ်တောက်တော်ရင်၁၀ခွက်ကတ်လူပေးရမယ်ဖျောင်းနိုင်၁၀တိုင်းအမွှေးတိုင်း၁၀တိုင်းမိထုံးပူဇော်ပေးရပါမယ်ဓာတ်နံရတရားတတ်တတ်ဖြစ်တာမလို့ဆရာတို့အထက်ကဓာတ်ဓာတ်နံနေလှူဝဲပစ္စည်းတွေမရလို့ရှိရင်တခြားလှူဝဲပစ္စည်းတွေနဲ့အစားထိုးလို့မရပါဘူးဓာတ်နံရတရားမမြောက်ပါဘူးเนาะကြိုတင်တိတ်ချစီစဉ်ပြီးမှရတရားပြုလုပ်ကြပါ ဆရာစီမှာနတ်ခတ်ပေတင်ကန်စာတာတွက်လို့သူများစီးပွားရေးအခြေရေးအိမ်ထောင်ရေးကျန်းမာရေးပညာရေးလူမှုကန်စာတာကိစ္စအဝေါ်ဝါနဲ့ပတ်သက်ပြီးတော့အနေနဲ့အရရက်ကနေဓာတ်ရိုက်ဆက်သွယ်မေးမြန်းဆွေးနွေးလိုတာများရှိလို့ရှိရင်ဆရာရဲ့ဖုန်းနံပါတ်309 256 11 89304ကနေဓာတ်ရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ညံမှုစော်ကတပေါင်းချက်ဆရာတက်မှတ်ထားပါတယ်ဆရာရဲ့ပေတင်ဟောကန်လိပ်စာလေးကတော့35လမ်းနဲ့83လမ်းတောင်ချမ်းရည်တာဆိုင်မြို့နယ်ဘောဒီကုံပုံနှံစုမန္တလေးမြို့ဖြစ်ပါတယ်ဘုဒ္ဓဟူးနေ့နဲ့ ဗုဒ္ဓဦးနေနံဖွားများယာဟုအချိန်မွေးဖွားသူများယာဟုနံဖွားများမိတ်ဆွေများကိုကျမ်းမာစိတ်ချမ်းသာပြီးတော့6လပိုင်းတလားလုံးအတွင်းမှာဘေးပညာခတ်သိအပူခတ်သိကင်းရှိပြီးတော့ကောင်းကျိုးလျာဆန္ဒများပြေဝါကြပါစေကြောင့်ဆရာဆုတောင်းပေးရနဲ့ဗုဒ္ဓဦးနေနံတသမီဟောဆန္ဒလေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ပါတယ်မိတ်ဆွေများအားလုံးကိုကျမ်းမာစိတ်ချမ်းသာပြီးတော့အောင်မြင်ကြပါစေခင်ဗျာ